ဘနာစရာစကားတွေပြောအောင်လေဗျာနော်ဘုသူရုံစင်းတို့မစိုးရင်တိုင်ဟောင်းမှာဆိုရင်ဇက်ထမီတာသူကနေမှဒါမစိုးရဲအလေလိုက်တိုင်ဟောင်းကြီးကိုတူလိုက်တော့မြန်မာနိုင်ငံတနိုင်ငံလုံးကလည်းတာတို့အကျဉ်းရူတာတို့နတ်တာတို့ခေါ်ကြတာပေါ့ဗျာဝမ်းမြောက်ဝမ်းသာနဲ့နတ်တာတို့ခေါ်ကြတာပေါ့နော်အဲ့တော့ဘာလို့တရဏာရဲ့ရေတောက်မြကြီးနော်တရဏာရဲ့အသက်သွေးကြောလမ်းကြောတွေပေါ့ရေတောက်မြကြီးဆိုတာက ဒီတိပိတပိရှင်တန်မှုဆိုတော့အောက်ကမြစ်ကရေဝါဝတောက်မှလာတယ်တိပိနေရရှင်တန်လာပြန်တော့အဲ့တော့တာနာရောရဲ့ဒီစာတင်သားတွေပိုင်းဆိုတာလည်းဒီတိုင်းပါဗျာမစိုးရင်တိုင်ဟောင်းလို့တိုက်တိတ်ဆိုတာလူကျင်လို့တော့မလူပါပါဘူးဗျာနော်အဲ့လိုပဲလူအကုန်လုံးဦးသိလို့ဆိုလေဟာချကြချင်းဟာဝါနာတကယ်ပြီးကြီးဖြစ်မိတာနေတဲ့တကယ်ကိုကြီးနေတော့ဒီစိတ်ကြီးမှတော့လူတိုင်းမှုဆိုတာမလွယ်ဘူးလေလားအဲ့ဦးသိလို့လည်းတာလူခေါ်တဲ့အထက်မှာပါလာပေါ့နော်အဲ့တော့ပုံပြီးမှဗျာလို့သူတာလူခေါ်เสียကာ ရွှေချုပ်ပုဂ္ဂိုလ်တွေမြို့သားရေးပုဂ္ဂိုလ်တွေเนาะအကုန်လုံးအကုန်လုံးပေါ့ဗျာเนาะမြန်မာပြည်အနှံ့မှာရှိတဲ့မြို့သားရေးဓမ္မတွေအားလုံးပေါ့เนาะအဲ့တော့နေရုံဒီမစိုးရိမ်တိုင်ဟန်းကနေရုံဒီเนาะကြောဆရာတော်ဥဝိညာဆက်ကဘိဝတ္တမြန်မာတို့ဒါကြားဦးမှာမြို့သားရေးဓမ္မတွေအားလုံးတော်တော်များများကတော့ဒါကြားဦးမှာနေထိုင်လက်တဲ့ဝီနီးလေးလေးစားရဲ့ဆရာတော်စာတတ်ပိတတ်ဆရာတော်ဖြစ်သူလို့အဲကျူးလေးရိုးတယ်ပေါ့เนาะအဲ့တော့အဲ့ဆရာတော်ကြားဦးမှာ အဲဆရာတော်အကြောင်းအရဆရာတော်ဆိုလို့ရှိရင်ဒါဆရာတော်စိတ်ခိုင်ပါတယ်ပဲပြောရမှာဆရာတော်ဆိုရင်မေတော်ကြီးလည်းဒါငလင်ပြည့်ထဲမှာပါသွားတယ်ဆရာတော်မေတော်ကြီးဆိုရင်နော်ဆရာတော်ရဲ့ဒါအမဖြစ်လို့လည်းငလင်ထဲမှာပါသွားတယ်ပေါ့နော်ဆရာတော်ဆိုဒါနဲ့ဆရာတော်ကတရားတည်နေတယ်ပြောတော့ငါကတော့ကြံ့ကြံ့ခိုင်နေတယ်ပေါ့ဗျာနော်တရားနဲ့ဖြေနိုင်တယ်ပေါ့အဲ့တော့ဦးစင်းတို့ဘာပြောချင်တာလဲဆိုရင်ဆရာတော်အကြောင်းကလည်းအကုန်လုံးပြည့်စည်သွားတယ်အဲ့တော့ပြည့်စည်သွားတော့အခုဆရာတော်အကြောင်းကိုလူတိုင်းနဲ့အလူရှေကပေါ်လာတယ် တိတ်တောင်ခွဲတော့ပုံမှာပေါ့နော်အဲ့အဲ့အလူရှိရဦးစင်းတို့နဲ့အားလုံးနဲ့မစိမ်ဘူးပြောရမှာဗျပြောရလို့ရှင်တော့ဦးစင်းတို့ရဲ့တပယ်လဲပြောလို့ရတယ်ဗျဆေးဟဲ့တပယ်လဲပြောလို့ရတယ်နော်တပယ်လဲပြောလို့ရတယ်သူမနဲ့ကအစောကြီးဖုံးဆက်လာတယ်ပေါ့နော်ဆုံးတော့ဗာလဲပေါ့ဦးစင်းဦးစင်းလဲပြန်ဆက်တဲ့အခါမှာသူလဲဝန်တာအရင်နဲ့ဖုံးဖုံးပြရတယ်တပီးတော့ဟာဒလုံးဒလုံးပြရတယ်ဆရာတော်ဦးနာဇက်ကရေယုတ်ကြီးကြောက်တယ်ကောင်းတော့ကပြတာဝန်ယူလိုက်တယ်ဗျာတဲ့ဟာဥစဉ်ဝမ်းတာပီကြီးဖြစ်မိတာချိန်ချင်းဟာ မင်းအရင်လူတန်းခဲ့တဲ့လူတန်းခဲ့တဲ့အရာတိုင်းကအဲ့လောက်ထိဝမ်းမသာဘူးကွာလို့ဒီတစ်ခါလူတာကတော့မင်းတာရဏာရဲ့တကယ်ရေတောက်မြင့်ဖြစ်တဲ့နေရာကိုလူလိုက်တဲ့အတွက်ကြောင့်တကယ်တာရဏာဒီကြောင်းကြီးကိုမပြောတတ်အောင်ပဲကွာလို့နော်အဲ့တော့လာမှုအကျဉ်းချင်းမုံကွာမင်းအရင်ဇွဲထက်တော့ကတော့ရှိတဲ့ချမ်းသာတယ်ကွာလို့အဲ့ဒါတရားလည်းရှိတာလူကပေါ့မင်းတို့ဇောထက်တွေ့ရဲ့ဇွဲထက်ရဲ့ခြေလာတော့မမီဝဲနဲ့မင်းတို့တို့လူတဲ့ဒါတရားဆိုတော့ပိုပြီးမှငါအကျဉ်းချင်းတာလူခေါ်တယ်ကွာလို့ဝန္တာပီတိဖြစ်တယ်လို့ နော်အဲ့ဒီအလူရှင်နေရတော့မန္တလေးမြို့ကနော်ဒါဥဆိုတဲ့ရင်တို့ဒါမချေဘူးတို့နော်ဒါလူတို့တွေကနေမှမစိုးရိမ်တိုင်ဟောင်းဥိနာဆက်ကရဲ့ဒီလိုဒီကြောင်းကိုဒါတိုင်တောင်ခွဲအကြခံပြီးမှဒါလူတန်းမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့အားလုံးအားလုံးဒါဝမ်းမြောက်ဝမ်းသာတာတုခေါ်နိုင်အောင်လို့ပို့ပြီးမှပို့တော့ထားတာပေါ့နော်ဦးဇင်းတို့ဘုန်း ာတင်တိုက်တော်များများကခေါင်းကြီးတွေမစိုးရိမ်တိုက်ဟောင်းတို့တိုက်တိုက်တူရဲ့ဆရာတော်ကြီးတွေကဘုန်းကြီးရဲ့ဆရာတော်ကရှားတယ်နေဗျာ။ဖာရှာခေါင်းကြီးတွေနေဗျာ။တကယ်ဘုန်းကြီးတွေကဓမ္မကတိကတွေရိတ်တာဆရာတော်တွေအမောကတိုက်ရိုက်တိုက်ဆဲဘုရားတော်တော်များများပေါ်တာဘုန်းကြီးတာဗောဗျာ။ဖာရှာခေါင်းကြီးတွေဘုန်းကြီးလို့ဆိုတာဥစဉ်တော့မကြဘူးတလို့မကြဘူးမကြဘူးလို့ပဲပြောလို့ရမှာနော်။အဲ့တော့ဒီလိုတရားတရားထက်တန်သွားနဲ့ကိုလူသားရေးကိုလည်းဒူးဒူးလေးဝိုင်းရံဟောက်ခံနဲ့ နောက်ပြီးတော့တဲလဲငယ်ရေးတယ်ပေါ့ဗျာဒီဒီဓမ္မဆိုလို့ရှိရင်ခုလိုဓရာတရားထက်တန်နေဆိုတာကိုဦးဇင်းတို့ကတကယ်ကိုအချိန်ချင်းချိန်ပေါင်းမြောင်များစွာဝမ်းမြောက်ဝမ်းသာတာတုခေါ်မိတယ်လို့ဒါလူသားလူနတ်တာလူလည်းခေါ်ဆိုကြမယ်လို့ဦးဇင်းကတော့ပြောချင်ပါလေဗျာဒါကတော့အလုံးမြန်မာနိုင်ငံမှာရှိကြတဲ့လူချစ်ပုဂ္ဂိုလ်တွေရောဒုသာရေးပုဂ္ဂိုလ်တွေရောအကုန်လုံးဒီလိုက်ရဟန္တာငါတော်တွေရောဇာတိတွေရောအကုန်လုံးပျော်ရွှင်လို့ပျော်ရွှင်ဖြစ်ပါလိမ့်မယ်အားလုံးလာပါလိမ့်ဗျာ